ုပ်မယ်အဲ့တော့ခုတော့အကောင့်ထဲမပေါ်သေးဘူးပေါ့နော်အမကလည်းတချင်းအမကလည်းအဲ့လိုတချင်းအရန်ရွေးရတယ်ပါပါအယွန်းကလည်းအဲ့လိုတချင်းအရန်ရွေးတော့နှစ်ယောက်ကတော်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 ရွေးပြီးမှထွက်လာမယ်ချင်တယ်ဒါပေမဲ့အမနဲ့တော့တချင်းလုပ်ပဲတော့ပြောလာတယ် love အမကလည်းအသက်ခဲချင်းနေတယ်ပဲပြဿနာတွေပုံပြီးတော့ချစ်ကြတယ်အဲပြီးတော့

အဲပြီးလို့ရှိရင်ဟိုဒီ special guest တွေမှာဆိုလို့ရှိရင်လည်းမနေ့ကအဲမပါဝင်တဲ့အဲမဝိုင်းစုပါမယ်ကိုအောင်ထွတ်တို့ပါမယ်ပေါ့နော်မကင်မိုးပါပါမယ်ပွဲမှာပဲတစ်ဆက်ကြည့်လိုက်ပေါ့နော်ယင်းတို့ဘယ်လိုမျိုးလေးမနေ့ကနဲ့ရုပ်ရှင်မှာလည်းနှစ်နှစ်လောက်ပြရဆိုတော့ဒီနှစ်မှာလည်းပေါ့မတူတဲ့အဲတင်ဆက်မှုလေးနဲ့ပေါ့နော်အဲ့လိုလေးပြောင်းလဲလေးတော့လုပ်ထားပါတယ်အမှန်တော့ယင်း၃နေရာလောက်ရှင်တာပေါ့နော်အဲရန်ကုန်မန်းလေးနေပြီးတော့အဲလောက်ရှင်တာဒါပေမဲ့မန်းလေးမှာကျတော့ရက်လုံးဝမရဘူးဖြစ်နေပေါ့နော်တခြားပွဲတွေနဲ့လည်းအရန်တိုက်နေတော့အဲဒီနေ့တော့မန်းလေးကိုဖြုတ်ပြီးတော့ အဲရန်ကုန်နဲ့နေပြည်မှာလို့ဖြစ်တာမြေပြောင်းနဲ့မတူအောင်ကတော့အခုခုနပြောသလိုတချင်းဒီနေပြည်မှာတိတ်နေပြည်မှာမဆုံခဲ့တဲ့တချင်းလေးဒီရန်ကုန်မှာအပုတ်ရေများတယ်ဒီနေ့အပုတ်30ပေါ့နော်အပုတ်30အရင်ထည့်ထားတယ်အဲပြီးတော့ခုနပြော special guest တွေလည်းဒီမှာရန်ကုန်ပွဲကတော့ပူညာပေါ့ဘယ်လိုပဲဖြစ်ဖြစ်အရင်ဒီဟိုရန်မိနစ်ရှင်းနှစ်နှစ်ကတော့ရန်ကုန်မှာလုပ်ခဲ့တာပေါ့နော်ရန်ကုန်မှာလုပ်ခဲ့တဲ့ရှင်းနှစ်ပွဲလုံးလည်းအဲအပြည့်ပေါ့နော်ဟိုဒီဘာမှအဲ့ဘာအပြည့်လာပြီးအပြည့်ကြရဒီနှစ်လည်းရန်ကုန်လည်း ြည့်ပါပဲပြီးတော့နေပြီးတော့လည်းလုံးဝ full house အဲ့လိုမျိုး walking တွေပါအဲ့လိုအကုန်လုံးဝင်စားဆိုတော့ဘယ်နေရာမှာပဲပွဲလုံးလုံးအဲအရောညနာမငယ်စီပဲနဲ့ပေါ့နော်အမြဲအပိတရဲ့ပြည်သက်ဒုတိယဆင်ဆရာကျေးဇူးအများကြီးတင်ပါတယ်။ဟောအမှတ်တရလေးပေါ့နော်။ဟိုကိုချဲ့ရတဲ့သူတွေနဲ့ပဲအမှတ်တရလေးကိုမွေးနေမှာပေါ့။အဲဒါတော့ဒီနေ့ကရွမွေးနေတော့မဟုတ်ဘူး။ရွမွေးနေကပြီးသွားဆိုတော့ဒါပေမဲ့အဲမွေးနေအမှတ်တရအနေနဲ့အဲချဲ့ရတဲ့သူတွေအမှတ်တရဖန်တီးရဆိုတော့ပြောကြကောင်းပါတယ်။ဟောဒီလိုမျိုးလုပ်ခင်းရရဆိုတာလေ အဲရောင်းတို့ဒီပွဲတစ်ခုလုံးဖြစ်မြအောင်ကူညီပေးရဲ့အဲဒီဒါခုနပြောလို့ special guest day ပြီးလို့ရှိရင်ဒီ TV ပေါ့နော်ဒီတရှင်းနေတိခတ်ပေးရတဲ့သူတွေ ပြီးလို့ရှိရင်အခုလိုမျိုးညဒီလိုနေရာများဟိုဘယ်လိုရောက်မလဲအစဉ်ပြပြနဲ့ပွဲပြင်ပလို့ရအောင်နေရာထိုင်ခင်းနေကူညီပေးရဲ့ကိုရီပြီးလို့ရှိရင်ပါဝင်တဲ့ special guest တွေပြီးတော့အဓိကပွဲတစ်ခုလုံးမယ်ဆိုရင်အရေးကြီးတာပြိတက်တွေပေါ့နော်ပြိတက်တွေကအမြဲတမ်းကိုလုံးမယ်ဆိုရင်ကိုပွဲလုံးမယ်ဆိုရင် ရှိရနေအများကြီးရှိနေပြီးရတဲ့အဲပြည်သက်တွေကိုလည်းအများကြီးကျေးဇူးတင်ပါတယ်ခုနပြောရရင်တို့ဒီအဖက်ဖက်ကပေါ့နော်ကုညီပေးကြတဲ့ရင်းပွဲတစ်ခုအောင်မြင်ဖြစ်ဖို့ကုညီပေးကြတဲ့အဲကိုရီးယားအမှုညာကြီးကိုမှလည်းအားလုံးကျေးဇူးများတင်ပါတယ်ဝင်းနေမှတ်တရတော့အယုံဒီနှစ်ကတော့နှစ်တိုင်းတော့အလူအလူပဲလုပ်ပြီးဖြတ်သန်းတာပါပဲဒီနှစ်လည်းအလူလေးလုပ်တယ်အဲပြီးတော့ဒါမဲ့အင်းကြီးကတော့မွေးနေ့ကိုတော့ညအရှင်းနှစ်ကဆိုရင်မွေးနေ့မှာလုပ်လုပ်တာပေါ့နော်မင်းကဒီဘတ်ဒေးရှိုးလို့ပြဒီနေ့ကတော့အိုက်တီးရလုံးအားထားပြီးတော့ဒီဂျားပိတ်ရက်ပေါ့ပိတ်ရက်လေးပဲလုပ်ဖြစ်တာ ဘာမှတော့မပြောင်းလဲပါဘူး။နိုင်ရသချင်းနေနေပဲသချင်းနေတက်လို့တယ်သချင်းနေတက်ထုတ်တယ်အဲပြောသချင်းနေနေပဲတူတူကိုယ့်ရဲ့မွေးနေ့မွေးနေ့တိုင်းကိုဖြတ်တန်းနေရဆိုတော့လေအများကြီးတော့မပြောင်းလဲပါဘူး။အခုဒီနေ့ကတော့ပြည်သက်တွေကိုချိန်ပေးမယ်။မွေးနေ့တော့ကတော့ဟိုအရှင်ရှင်းနှစ်ကဆိုလဲအရန်ပေါ့နော်မနက်ဆိုအလှူတွေအလှူလုပ်တယ်။ညနေအိမ်ပြန်အိမ်ပြန်လာနဲ့မိတ်ကပ်ပြန်ခွဲလာဆိုဆိုတော့လေနည်းနည်းလေးကိုလည်းပြင်မှန်းတာပေါ့နော်အဲ့လိုမျိုးဆိုတော့တီတီချာလေးလည်းအလှူမှာစိတ်ကမကက်ဘူးလေအဲ့လိုမျိုးဆိုတော့အဲ့အကြောင်းလေရက်ကို ခွဲလို့ဖြစ်တာဒီ2025ကတော့အင်းပေါ့နော်ဟိုရှေ့နှစ်တည်းကတော့အချင်းတွေပဲဆိုခဲ့ရတာပေါ့ဒီ2025ကတော့ဒီဒီရောပြိတက်တွေကလည်းမခရပေါ့လေမခရဆိုပြီးတော့မြင်မြင်ခဲ့တာပေါ့အဲ့လိုမျိုးဆိုတော့ထူးထူးခြားခြားလေးရောဖြစ်ခဲ့ပါတယ်။ဒီခါကျရင်ကိုအရန်ကြိုက်လို့ဆိုပြီးတော့ဝယ်ပြီးတော့ထုတ်လိုက်တဲ့သင်းတွေကလည်းပရိသတ်ကြိုက်ရှင်မှာကြိုက်တာရှိတယ်။ဒါမဲ့လည်းအဲအတက်နိုင်ဆုံးတော့ပရိသတ်တွေကိုကိုရဲ့ပရိသတ်တွေပေါ့နော်။ကိုပရိသတ်တွေကဘယ်လိုမျိုးပုံစံမျိုးကြိုက်လဲ။အဲ့လိုမျိုး အားလေးတွေတော့ချင်းချင်းစဉ်းစားပြီးတော့အများနဲ့တော့တခြင်းအစ်စ်ကလေးတွေတော့အဲစံချင်းစံနှုန်းတစ်ခုနဲ့ပေါ့နော်အဲ့လိုတွေတော့ကိုက်ညီပြီးတော့အများနဲ့တော့ကြိုးစားဖြစ်ပါတယ်အဲခက်တော့ခက်ခဲ့ရပါလေခုနောက်ပိုင်းဆိုရင်ဒိုက်ကူးရရဆိုလဲအရန်ပို့ပြမယ်ဟိုကုတ်ဈေးကြီးရကွာအဲ့လိုမျိုးဆိုတော့အဲအကောင်းဆုံးလဲပြဿနာတွေကိုချပြချင်တာဆိုတော့တတ်နိုင်တော့အကောင်းဆုံးအများနဲ့လောက်ပါတယ်အခုလဲဒီဗီဒီယိုပြရရင် music video နောက်တစ်ပုဒ်အတွက်အဲ့ဒီထွက်ပြီးရရမှာပေါ့နော်အဲ့လိုမျိုးဆိုတော့ဇက်တိုက်တော့လောက်နေပါရဲ့ ရှေ့ဒီရန်ကုန်မှာပဲအများကြီးရိုက်နေရောလေ location တွေ location တွေထက်တယ်ပုံစံတွေကလည်းဒီ area ပဲဖြစ်နေရောပြီးလို့ရှင် location ရန်ကုန်မှာကျတော့ location ရိုက်လို့ရှင်ပြီးရင် indo တွေပြန်ရိုက်လိုက်ဆိုတော့ဒါ area ပဲဖြစ်နေရောအဲအပြောင်းလဲလေးပေါ့နော်ပရိသတ်ကိုလည်းမျက်စိအပြောင်းလဲလေးဖြစ်သွားအောင်နော်အခုက location ပြောင်းရိုက်ဖို့စဉ်းစားနေအခြေသချင်းလေးတစ်ပုဒ် collaboration လုပ်ဖို့ရှိပါတယ်အဲအဲ့ဒါတော့မပြောသေးပါဘူးမတော့ပဲကိုရီးယားငငယ်လေးရနော်အမေငယ်လေးရအမကိုလည်းအားကြခဲ့ရတယ်အမတရှင်းနေလေတယ် ဖြတ်တန်းခဲ့ရပဲလေဖြတ်တန်းခဲ့ရဆိုတော့အမကတော့လုံးဝပြောကြအမအဲ့လိုကွာကိုယ့်အနေနဲ့အမကိုမထောက်ပြပြီးဝေဖန်ဘိုးတော်မှမသိဘူးကွာတည်ရမလို့အမကတော့အမပါပဲနော်အမြင်လည်းအကြရတယ်အမြင်လည်းတူယူရတယ်တချင်းနေဆိုလို့ရှိရင်အမတချင်းဆိုရင်အမြင်ကြိုက်ရတယ်လေးစားအမတော့ဒီနေ့ပြောလိုက်သေးတယ်ဘာအရင်ကကြပွဲဟိုင်းနဲ့ရှုပ်နေရောလေတခြားလေးမแชร์ပြတော့ကိုရဲကိုရဲပွဲလည်းရှိတယ်ကိုရဲဝမ်မန်ရှုပ်လည်းရှိတယ်အဲ့လေးလည်းအခုပွဲပြင်တော့ရှယ်မှာပေါ့အဲ့အဲ့လေးတခြားမแชร์ရသေးတော့အမလို့ ငယ်ရေးရှင်တော့ပြောထားတယ်အမကချက်ပေါက်မှာပဲလေအမကတော့ပြောအမကတော့တချင်းလေးတစ်ဘောလောက်တူတော့အမကလုံမယ်အဲ့တော့အခုတော့အကောင့်ထဲမပေါ်သေးဘူးပေါ့နော်အမကလည်းတချင်းအမကလည်းအဲ့လိုတချင်းအရန်ရွေးရတယ်ပါပါအယွန်းကလည်းအဲ့လိုတချင်းအရန်ရွေးတော့နှစ်ယောက်ကတော်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 ရွေးပြီးမှထွက်လာမယ်ထင်တယ်ဒါပေမဲ့အမနဲ့တော့တချင်းလုံးပဲတော့ပြောလာတယ်အဲ့ရဒီနာတပေါက်ဒီနာတပေါက်လေရတပေါက်လို့ရှင်းပြပါဦးပေါ့ဘလို့ဖြစ်အမကလည်းအသက်ခွဲချင်းနေတယ်ပဲပြည့်စက်တွေပုံပြီးတော့ချစ်ကြတာလေအဲပြီးတော့ ဟိုအယုံးလဲအဲ့လိုတဲခွက်ချင်းလေးဆိုတော့တဲခွက်ချင်းလေးပဲဖြစ်ဖို့များပါတယ်အစ်စ်အစ်စ်တင်ရတော့အမလည်းရတော့ဖြစ်လာကိုလည်းအမလည်းကိုချစ်ချင်းမဆိုချင်တဲခွက်ချင်းလေးဆိုချင်အိမ်မပြောဘူးစစောနိုးတယ်စောကြီးနိုးတယ်ဆိုတော့အခုတော့ဘယ်လိုဖြစ်ဟိုအားအားရှိရပေါ့လေခုမှပြစ်တတ်တယ်လည်းအများကြီးလာမှာဆိုတော့အားပြင်းနေတော့ချော်ပြရမှာပါဒါမဲ့လည်းပျော်ပါတယ်ဘယ်လိုဖြစ်အဓိကပျော်လို့လည်းအိမ်မပျော်တာပျော်လို့လည်းအိမ်မပျော်ဘူးအဲ့လိုစောကြီးနိုးလို့ဖြစ်နေတယ် โอเคပါยอนโหบัดดี้วิชလုပ်ပြီးရလို့ပြီးတော့ဒီရက်ဘတ်ဒေးရှိုးပေါ့နော်နေပြောပါလောက်ခဲ့ဘတ်ဒေးရှိုးအခုရန်ကုန်မှာလောက်ခဲ့လောက်တဲ့ဘတ်ဒေးရှိုးရောတခဲနဲ့လာအားပေးကြတယ်ပြီးတော့ရွေးမွေးနေ့ဆူတောင်းပေးကြတယ်ရှယ်ညီကမောင်မတွေရှယ်ပရိသတ်တွေတဦးတယောက်ချင်းကြီးအတူတူများတင်ပါတယ်လို့ပြောချင်ပါတယ်ပြီးတော့ရွေးရဲ့တချင်းတွေကိုအယုံဆိုတာစဖြစ်လာတဲ့အချိန်ကစပြီးတော့ပေါ့နော်စမဖြစ်ခင်ပေါ့စမဖြစ်ခင်နဲ့နေပြီးတော့အခုဒီနေ့ဒီချိန်ထိ မြဲအပေးပြီးအရင်သချင်းနေနားဆင်ပြီးကြရတူတယောက်ချင်းနေရကျေးဇူးများတင်ပါတယ်ပြီးတော့ရဲ့ပွဲမှာအခုလိုလာရောက်မင်းမြန်မြန်မီဒီယာညီကောင်မောင်မောင်အားလုံးလည်းကျေးဇူးများတင်ပါတယ်လို့ပြောချင်ပါတယ်အားလုံးကျေးဇူးများတင်ပါတယ်ကျေးဇူးပါ